အလုံးမမင်္ဂလာပါ The Great Godzilla ထဲရောမှပြန်လိုက်ကြိုဆိုလိုက်ပါတယ်အခုကြည့်ပေးမယ် Pick up by Radian ကတော့ရရှိလာတော့မယ့်အကျိုးအမြတ်ဆိုပြီးတော့ကြည့်ပေးမှာဖြစ်ပါတယ်အဲ့တော့ပေးထားတဲ့ပုံလေး၃ပုံလေးကနှစ်သက်အပုံလေးပုံကိုရွှေ့ချထားပါတိတ်မကြခင်ပါနော်ဘာအကျိုးအမြတ်တွေရရှိလာနိုင်လဲပေါ့ โอเคဒါဆိုရင်ဖန်ယူလုပ်ပြီးလောက်ပြီးထင်ပါတယ်အဲ့တော့ Facebook ကနေ Terror မြင်ရလို့ပါက Facebook search bar မှာ The Great Godzilla Terror လို့ရိုက်ရှာလိုက်လို့ရှင် page ကိုလွယ်တကူရှာတွေ့နိုင်မှာဖြစ်ပါတယ် page messenger ကနေလည်းလောက်မြင်ရလို့ရတယ်လို့ video တိုင်းမှာ Viber Telegram WhatsApp format တွေလည်းထည့်ပြထားပါတယ် YouTube ကနေ reading တွေကိုပုံမှန်ကြည့်ရှုခြင်းနဲ့ဆိုရင် YouTube channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော် YouTube video တိုင်းအောက်မှာလည်း Facebook page link ကို Viber Telegram WhatsApp phone number ရောထည့်ပြထားပါတယ် ။ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်ဝမ်းလေးတွေဖိုင်ဝမ်းလေးတွေတိတ်မကြခင်မှာဒါအကျိုးမြတ်ရရှိလာတော့မလဲ။ Ừ. ba chân này cả cả đó không cho là là ha đâu chỉ vậy nào ကပ်ပြည့်သွားတယ်။ဘာဖြစ်ဖြစ်လို့လဲမသိနော်။တကက်ဆွဲကျင်စိတ်ဖြစ်နေတယ်။ပြီးတာထပ်ဆွဲလိုက်။စိတ်ကနှိုးဆော်နေတာ။ဒီကက်ကထွက်ချင်နေတယ်။ Page your cast. Paste. Wednesday. Tell them what. Mm. ဲ့တော့ဖိုင်ဝန်းလေးတွေအနေနဲ့နော်ဘယ်အပိုင်းမှာအကျိုးများရရှိလာနိုင်လဲဆိုလို့ရှိရင်တော့လူမှုရေးပိုင်းမှာအကျိုးများရရှိလာနိုင်တယ်ဆိုတာမျက်တွေ့ရတယ်။သိလား။လူမှုရေးပိုင်းမှာအကျိုးများရရှိလာနိုင်တယ်ဆိုတာမျက်တွေ့ရတယ်။ဘယ်လိုမျိုးလဲဆိုတော့ဥပမာကတချို့ကအဲလူမှုရေးပိုင်းမှာပေါ့နော်။ကိုနဲ့ခင်တဲ့သူတွေပဲဖြစ်ဖြစ်စသဖြင့်ပေါ့နော်။ကိုနဲ့ တိကျွမ်းတဲ့ဒီလူမှုပတ်ဝန်းကျင်မှာရှိရသူတွေကကိုယ့်ပုံမှာပေါ့နော်တစ်ဖက်သက်နိုင်စားခဲ့တာတွေရှိလိမ့်မယ်သိလားကိုကပေါ့နော်သူတို့ကိုနော်ကိုပုံစံကပေါ့နော်နည်းနည်း EDA ဆက်ဆက်တဲ့အခါကျတော့သူတို့ကသူတို့ကို မပြောတော့ပါဘူးเนาะသူတို့ပြန်ပြီးတော့မတုံ့ပြန်တော့ပါဘူးငါတို့ပြောချင်တယ်လို့ပြောလို့ရတယ်ဥမာ ကိုနောက်ွယ်မှာလည်းကိုကြောင်းလေးအဲ့လိုမျိုးပြောချင်တယ်လို့လည်းပြောနေမှာပေါ့နော်ကိုမသိခဲ့တာပဲရှိလိမ့်မယ်သဘောတရားအဲ့လိုမျိုးလေးတွေ့ရတယ်နော်အဲ့တော့လူငွေပိုင်းမှာဒီလူတွေကလူတွေကပေါ့နော်ကိုကိုဥမာကိုကောင်းတယ်လို့ထင်တဲ့သူတွေလည်းပါလိမ့်မယ်ပေါ့နော်ကိုကောင်းတယ်လို့ထင်တဲ့သူတွေလည်းပါလိမ့်မယ် ပြောမယ်ဆိုမျက်နှာဖုံးတွေကွာကြလာဖို့ရှိရဲ့လို့ပြောလို့ရတယ်ပေါ့သူတို့အရင်တုန်းကကိုမတီးဦးထင်ပြီးတော့ကိုနဲ့တွေ့တဲ့အချိန်မှာကိုနဲ့ပေါင်းသင်းဆက်ဆံပြောဆိုတဲ့အခါမှာကိုနဲ့အရန်တိမြနေတယ်ကိုရဲ့ပေါ့နော်ကောင်းချိုးကိုလိုလားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကိုရဲ့ live ထဲမှာလူတချို့ရှိနေလိမ့်မယ်ကိုကတော့သူတို့ကိုပေါ့နော်အော်သူတို့က ငါရဲ့ကောင်းကျိုးကိုလှူလာတယ်။ငါ့ကိုချစ်ခင်တယ်။ငါ့ကိုတောင်းဆင်ရှိတယ်စသဖြင့်ပေါ့နော်။ကိုကအဲ့လိုတွေးခဲ့တယ်။နော်တွေးခဲ့တယ်။တွေးပြီးတော့သူတို့ကိုလည်းကိုကိုယ်တိုင်ကပေါ့နော်။ဘာလို့လဲဆိုကိုစိတ်ထဲမှာသူတို့ကိုတန်းဉဏ်ရှိရဲ့ချစ်ခင်နေတွေ့တာဆိုတော့လူကလေထုံးစံမယ်လေနော်ဟိုဒါကြောင့်လည်းလောကကြီးမှာလူကောင်းတွေကအလိန်ခံရတယ်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ ဟိုဆရာတော်ကြီးတပါမနှက်ခင်တရားလာလာလာတဲ့ခါကြလို့ရှင်နိရုံးမဲ့တန်ညာမှာဆရာတော်ကြီးခေါ်လာတယ်ကြည်ပါလားနော်အာရီဒါလုံရင်ကရင်နဲ့အိမ်ရှေ့ထွက်လိုက်အိမ်ထဲဝင်လာဆိုတော့ဘယ်ဆရာတော်လဲတော့တိတ်ချမမှတ်မိတော့ဘောနော်အဲအဲ့ဖမုံကြီးတပါဟောတာဆိုလို့ရှင်ဒါကြောင့်မလို့ဟို action movie တွေမှာဆိုလို့ရှင်လေတယုတ်တူအောင်တဘာဝကြအောင်လို့မင်းသားတွေကို နာခွင့်ပေးထားတယ်เนาะမင်းသားတွေခံရတဲ့အပိုင်းပေါ့နော်မင်းသားတွေစားဆောင်မင်းသားမင်းသမီးတွေခံရတဲ့အပိုင်းကိုထည့်ပေးတယ်အကယ်၍နိုင်တော့ရတယ်အနိုင်ရတယ်ဆိုတော့မှနောက်ဆုံးရမှနိုင်တယ်လို့ပါတော့အဲ့လိုရိုက်ပြီးတယ်ဆိုတာတခြားမဟုတ်ဘူးအရင်တော့တချို့အရင်ခေတ်ကတချို့မူဗီတွေမှာဆိုလို့ရှိရင်ဇလိုက်မင်းသားမင်းသမီးတွေကစပြီးတော့ပေါ့နော် fighting play ခတဲ့ရနိုင်နေတယ်နိုင်နေတယ်လူဆိုးကရှုံးတယ် ဲ့လိုမျိုးပေါ့နော်လူကောင်းကနိုင်နေတယ်လူဆိုးကရှုံးနေဒီလိုမျိုး movie တွေမြမရုပ်ရှင်မှာပဲဖြစ်ဖြစ်နော်နိုင်ငံခြား movie တွေမှာပဲဖြစ်ဖြစ်ရိုက်ခဲ့ဘူးကြတယ်ရိုက်ခဲ့ဘူးကြတယ်ဒါမဲ့လို့အဲ့ဒီအယူအဆကနောက်ပိုင်းမှာပေါ့နော်ဒါကတဘာဝမကြောက်မင်းသားဆိုရနဲ့နိုင်တော့တာပဲလားဆိုရပုံစံမျိုးပြိတ္တကလက်ညှိုးထိုးเสียဖြစ်မှာဆိုလို့ နောက်ပိုင်းတွေမှာဇက်လိုက်မင်းသားမင်းသမီးတွေကလည်းအရင်ဆုံးခံရတယ်ပေါ့နော်ဒါလူဆိုးတွေနဲ့ fighting လုပ်တဲ့အခါမှာခံရတယ်ပြီးတော့မှနိုင်တယ်ပေါ့နိုင်တယ်ဆိုတာဆုံးရမှနိုင်တယ်လို့ပါတော့ဒီလိုမျိုးတွေရိုက်ပြလာတယ်ဆိုတော့သူတို့ကတော့တဘာဝကြအောင်เนาะပြိတက်လက်ညှိုးထိုးစရာမဖြစ်အောင်လို့အဲ့လိုရိုက်ပြတာဒါပေမဲ့လို့เนาะအဲဆရာတော်ကြီးတဘာဟောတာအထဲမှာကြတော့ဘယ်လိုမျိုးလဲဆိုတော့ဒါက တဘာဝကြယုံနေမဟုတ်ဘူးတကယ်ဟိုလက်ခံရမဲ့ reality ပေါ့နော် real ပေါ့အမှန်တရားတကယ် true ဘာလို့လဲဆိုတော့တဲ့ဟိုအခုများသောအားဖြင့်ဆိုလို့ရှိရင်လည်းဥမာပေါ့နော်ညာဘက်တွေပါတွေဆိုလို့ရှိရင် reader တို့ဒီပြစ်မှုတွေမှုကင်းနေမှာကြားဘူးတယ်နော်အချို့ရေဆိုဥမာရကြားလေးတယောက်တည်းလာတယ်လာတဲ့အခါကျလို့ရှိရင်အဲ့လိုမျိုးမတမာသူတွေနဲ့တွေ့ရတဲ့အခါကျရင်ဟဲ့အောင်မင်း ပါလာလို့တာလည်းပါတယ်သူလန်းသူသွားတာတော့ဟောအဲအဲ့လိုမျိုးပေါ့နော်အော်ရံဖြစ်ခံရလို့ရံတွေးခံရလို့ဆိုပြီးတော့အဲ့လိုဓာတ်ထုတ်ခံရလို့ပါလို့ဆိုပြီးတော့တည်ဆုံးသွားရရှိရလीနော်ပြစ်မှုတွေမှာဆိုမှုခင်းနေမှာဆိုလို့ရှိရင်လည်းအဲ့ဘာဖြစ်လို့အဲ့လိုဖြစ်တာလဲဆိုတော့အစောကလေးရပေါ့နော်ဒါဆရာတော်ကြီးဟောတဲ့ဟောတာရှိတယ်ဘာလို့ဆိုတော့လူကောင်းဖြစ်တဲ့အတွက်ကြောင့်လူကောင်းကဟိုချတာမချရသေးဘူးစိတ်မှာဟိုကသူကတပန်းရှုံနေတာတိလား ဘာလို့ဆိုတော့လူโซသည်လူโซဘဝနဲ့လူโซဆိုတဲ့ life ကိုရောက်နေတယ်ဆိုကြတဲ့ကတစ်ဖက်သားကိုမညတာတတ်ဘူးအဲကြောင့်သူကလူโซဖြစ်တာเนาะကိုချင်းစာနာစိတ်မရှိဘူးမညတာတတ်ဘူးเนาะလူโซတွေလူယုံမာတွေဆိုတာအဲ့တော့လူကောင်းတွေကြတော့အဲ့လိုမဟုတ်ဘူးလေသူတစ်ပါးကိုကိုချင်းစာနာတတ်တဲ့စိတ်ရှိရယ်စိတ်ထားကောင်းနေဆိုတော့ပြောမယ်ဆိုရင် ျော့တဲ့အထဲပါသွားတာပေါ့အဲ့တော့လူကောင်းသည်ချထောင်မချရသေးဘူးပေါ့နော်စိတ်ကအဲ့လိုလူကောင်းဖြစ်တဲ့အတွက်စိတ်ကောင်းတယ်လေစိတ်ကောင်းတော့အဲ့ဒီမှာစိတ်ကပျော့နေတဲ့အတွက်တပန်းသားတပန်းရှုံးလိုက်ဒါကြောင့်မလို့ချို့တော့ဇက်လန်းတွေမှာဆိုလို့ရှိရင်မိသားမမီးကနောက်ဆုံးကန်းရောက်ခံနေကြမှာတေတေဆုံးတယ်ပါအဲ့လိုမျိုးတွေဖြစ်တယ်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့အငါ့ကိုမလုပ်ပါနဲ့ကွာငါတောင်းမှမမယ်ဘာညာဆိုပြီးတော့လူဆိုးကပြောလိုက်ရင်ယုံသွားတယ်ယုံပြီးဟိုဘက်လည်းလှဲ့ရောဒါနဲ့ထိုးခတ်အောင် နော်တေရောပေါ့နော်အဲ့လိုပုံစံမျိုးတွေဖြစ်တာပေါ့ဘာလို့ဆိုတော့လူကောင်းဆိုတော့သိတယ်မလားဟုတ်မှာပဲသူပြောတာဟုတ်မှာပဲလို့ယုံလိုက်တာကိုယ်စိတ်နဲ့နှိုင်းပြီးတော့လေလူကောင်းဆိုတော့ယုံပြီးလိုက်တာအဲ့ဒါအပြည့်မှုကင်းနေမှာလဲများတော့အပြင်လူကောင်းနေရလှုပ်ချံခံရတယ်ဘာလို့လဲဆိုရင်ခုနကပြောသလိုဆရာတော်ကြီးဟောသလိုပဲလူကောင်းဆိုတဲ့ဟာများတော့အပြင်သူကစပြီးတော့ fight တောင်မှ fight ရသေးဘူးလူကောင်းကကြာနေနေလူကောင်းစိတ်ရှိတဲ့အတွက်ကြောင့်ကိုကြောက်နေတာ လူဆိုးအားကြလူဆိုးစိတ်ရှိတဲ့အတွက်ကြောင့်ကိုချင်းစာနာမှုမရှိတဲ့အတွက်မျက်လုံးတွေအားအင်တွေအစောရရသူကရဲရင်ပြီးသားဖြစ်နေတယ်သိလားဒါကြောင့်မလို့လူကောင်းတွေကိုတစ်ခုလောက်အကြံပြုချင်တာမတော်ဆပေါ့နော်အဲ့လိုလမ်းတွေပိုင်းမှာတဏ္ဍာတစ်ခုဖြစ်တယ်ဆိုလို့ရှိရင်လူကောင်းစိတ်ကိုခဏဖယ်လိုက်ပါလို့နော်အဲ့ဒီမှာလူဆိုးစိတ်သွင်းပြီးတော့ချပါလို့ချစီရရှိတာမဟုတ်လို့ရှင်လူကောင်းစိတ်နဲ့နေလို့ရှင်တော့ ိုဘက်ခံတော့မှာတဘောတရားအလိုနော်အဲ့လိုမျိုးတဲ့အဲ့တော့ဒီမှာလည်းအဲ့လိုပဲပေါ့နော်ချိုးလူတွေကကိုကပေါ့နော်ကိုကလူကောင်းဖြစ်တယ်ကိုကနှလုံးလှတဲ့လူကောင်းသူကောင်းဖြစ်တဲ့အခါကျတော့ကိုကကလူတွေဥမာဟိုကောင်းမြင်တတ်တယ်နော်ကိုကလူတွေကိုချစ်တတ်တယ်အဲ့ခါကျတော့ကိုချစ်တဲ့အတွက်ကြောင့်မို့သူတို့ကလည်းကိုကိုချစ်မှာပဲလို့ကိုကထင်တာတိလား ဲ့လိုမျိုးထင်တာတကယ်တမ်းလက်တွေ့မှာじゃအဲ့လိုမဟုတ်ဘူးသူတို့ကကိုယ့်ကိုချစ်တယ်ဆိုတာကဟန်ပြအပေါ်ကအပေါ်ရဲ့မျက်နှာဖြုတ်မျက်နှာပုံးတစ်ခုတတ်ထားယုံတာဖြစ်ပြီးတော့ကိုကွယ်သွားတဲ့နောက်ွယ်မှာဆိုရင်သူတို့ကိုယ်လှုပ်ချင်တယ်လို့လုံးနေကြတာ fake friends တွေပေါ့နော်မိတ်ဆွေတူတွေပေါ့တကယ်တမ်းဒီမှာကြည့်လိုက်တော့လေ reading ရဲ့သဘောတရားကသင်က ူတို့ကိုပေါ့နော်ပုံမှန်အခြေအနေတွေမှာတုန်းကလည်းမနှဲကင်ကြွယ်ပြီးတော့သူတို့နဲ့ဆက်ဆံရေးကိုတိဆောက်ထားရတယ်ဆိုတာတွေ့ရတယ်။ဒါဖိုင်ဝမ်းလေးတွေသိချင်လဲသိမယ်မသိချင်လဲမသိဘူး။အဲ့လိုအခြေအနေမျိုးအစောကတည်းကရှိနေတာသိလား တရားပေါ်တော့တင့်ရတော့ရင်တင်တွေးကြရတင်တွေးနေမယ်အဲ့လိုမျိုးတင့်ရဲ့စိတ်တည်ငြိမ်မှုတစ်ခုဖြစ်နေတာကိုသူတို့ကထင်တာကတင်ကအေးတယ်သူတို့ကဘာမှပြန်လုံနိုင်မှာမဟုတ်ဘူးဆိုပြီးတော့ပေါ့နော်သူတို့တင့်အောင်လှုပ်ချင်တယ်လို့လုပ်နေတာပေါ့နော်အဲ့လိုမျိုးပုံစံမျိုးလေးတွေ့ရတယ်နော်ဆိုတော့အခါကျတော့အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ဆိုတော့ပေါ့နော်ဒီလိုမျိုး fake friends တွေအဲ့လို fake friends တွေ ਨੇ ပတ်သက်ပြီးတော့အော် ရလာမယ်အကျိုးများဆိုတာပြန်ပြီးတော့ဗောနော်ကိုဘက်ကဒါတော့ဟိုအနိုင်ရတယ်ဆိုတာတော့စစ်တိုက်နေရမျိုးတော့မဟုတ်ဘူးဗောနော်ဒါပေမဲ့ဘယ်လိုပြောမလဲဆိုဒီလူတွေတင့်ပေါ်မှာကြောခဲ့သည်မြနော်အမိတ်ဆွေအတူရအောင်ဖြစ်ပေါ့နော်ဟန်ဆောင်ခဲ့တဲ့မြတွေတင်မတိပန်းတဲ့တင်းအောင်နိုင်စားခဲ့တဲ့မြတွေကတင်မကနေပြန်ပြီးတော့သူတို့တွေဟိုအနိုင်မကျင့်နိုင်အောင် အနိုင်မရအနိုင်ယူလို့မရနိုင်အောင် ပြန်လည်ပြီးတော့အခြေပနိုင်မဲ့အခြေအနေတစ်ခု သို့မဟုတ်စွမ်းဆောင်ရည်တွေတိုးတက်လာဖို့ရှိတယ်။အဲတော့လူမှုရေးနဲ့ပတ်သက်တဲ့အကျိုးအမြတ်လို့မြင်ရတယ်ဖိုင်ဝမ်းပါလေ။ဒါဆိုရင်ဒါကဖိုင်ဝမ်းလေးတွေအတွက် reading ဖြစ်ပါလေ။ ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်ထူးလေးတွေ ိုင်ထူးလေးတွေအာဖိုင်ဝါရောဖိုင်ထူးရောကဒီကိစ္စတွေအပေါ်မှာနော်တခုတူနေတာကခံစားရတဲ့ခံစားချက်တွေတော်တော်တူနေရမြို့တွေ့ရတယ်နော်ခံစားချက်တွေပေါ့စိတ်ပင်ပန်းရတဲ့ခံစားချက်တွေတူညီနေတာရရှိလာတော့မယ့်အကျိုးများကဖိုင်ထူးသည်စီဝါရေးတော့မဟုတ်ပညာရေးပေါ့ ဲ့နှစ်ခုနဲ့ပတ်သက်ပြီးတော့အကျိုးမြတ်ရရှိလာဖို့ရှိစီးပွားရေးတို့မဟုတ်ပညာရေးအဲ့တော့စီးပွားရေးဒါတော့ပေါ့နော်ဟိုပေါ့လဲဆိုတော့လူငယ်လူရွယ်တွေလည်းရှိမယ်ချို့ကကြပညာရေးဘက်လိုက်စားနေတဲ့သူတွေရှိနိုင်တယ်လို့တချို့ကကြတော့စီးပွားရေးလုပ်နေတဲ့လုပ်ငန်းသမားတွေရှိနိုင်တယ်နော်ဒါကြောင့်မလို့နှစ်မျိုးပြောတာပေါ့နော်စီးပွားရေးတို့မဟုတ်ပညာရေး အဲ့တော့ပြောရမယ်ဆိုရင် စီးပွားရေးတို့မဟုတ်ပညာရေးပါဖြစ်လေဆိုရင်ပညာရေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်ပညာရနယ်ပယ်တစ်ခုကိုသင်ယူနေတဲ့သူတွေလေ့လာစီးပူးနေတဲ့သူတွေမှာကိုယ့်ရဲ့ပညာချက်ကိုယ်ရင်တွင်းမှာ ရှိနေတဲ့ပညာအရေးချင်းဟာ ပိုပြီးတိုးတက်လာဖို့ရှိတယ်။သင်ကိုယ်သင်တိုးတက်သည်ဖြစ်စေမတိုးတက်သည်ဖြစ်စေပတ်ဝန်းကျင်ကသင်ကိုကြည့်လိုက်တဲ့အခါမှာအယံတော်နေတဲ့လူကိုဂုံယူအာဘယ်လိုပြောမလဲဂုံရနေမယ် နော်အလုံးလို့အထင်ကြီးနေမယ်လို့ပြောရင်မှန်တယ်နော်သင်ကအဲ့ဒီပညာရပ်တစ်ခုကိုသင်သင်တန်းတစ်ခုတက်နေတယ်သင်အဲ့ဒီသင်တန်းကိုသွားတက်နေတယ်လူကတော့သွားတက်နေတယ်စာရီတကယ်ရမရအဲ့ဒီပညာကိုသင်တကယ်ရမရတော့သင်သိချင်မှသိမယ်အပြင်လူတွေလည်းသိချင်မှသိမယ်သိသိမသိသိအထင်ကြီးခံနေရအဲ့လိုသဘောမျိုး တင်ရတော့အဲ့တင်နာကိုသွားတက်နေရဲအဲ့တော့အဲ့တင်နာကတင်မိတဲ့ဘလို့ပညာရက်တွေဘလို့သဘောတရားတွေကိုသိရန်ကျွမ်းကျင်နေပြီအဲ့လိုမျိုးထင်နေတယ်လူတွေကအဲ့လိုမှမဟုတ်ရင်စာမွက်ဖြည့်မယ်ဆိုလို့ရှိရင်လည်းဖြည့်ခြင်းတဲ့သူတွေလည်းဖြည့်ခွင့်ရမယ်အင်တာဗျူးတွေဖြည့်ခွင့်ရမယ်ပညာသင်စုမျှော်လင့်နေရမယ်เนาะအမှတ်ကောင်းကောင်းမျှော်လင့်နေရမယ် ဒါပညာရက်နဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့ရလာမယ်အကျိုးကျေးဇူးမှုလို့နိုင်တော့ဆိုအဲ့တော့ပြောရမယ်ဆိုတင်ဘလောက်ပဲပေါ့နော်ဒီပညာရက်နဲ့ပတ်သက်ပြီးတော့ပညာရေးနဲ့ပဲနဲ့ပတ်သက်ပြီးတော့ဟွာပေါ့အရန်တွေဟိုပူပန်ခဲ့ရပါစေဒီလား လိုမျိုးကဖြစ်ဒီအခုအချိန်နေပေါ့နော်အခုရရှိလာမယ့်အကျိုးများနဲ့ပတ်သက်ပြီးတော့ငါဖြစ်တောင်ဖြစ်ပါမလားပေါ့နော်အဲ့လိုဖြစ်မယ်မထင်မှုထင်နေချို့ဆိုလို့ရှိရင်မှယာတူတူလုပ်ငန်းဝင်မှာဆိုလို့ရှိရင်လည်းယာတူတူဖြစ်တဲ့သူတွေပါလေရှိပဲပေါ့နော်အဲ့ခါကြတဲ့ခါကြတော့ငါဒီယာတူကိုရမှာမဟုတ်ပါဘူးငါတော့တချို့ဆိုလို့ရှိရင်ဖြစ်ပြတော့မှာမဟုတ်ပါဘူးစသဖြင့်ဒီလားအဲ့လိုမျိုးပေါ့အရင်တည်းကကြိုတင်ပြီးတော့ဟိုစဉ်းစားတွေးပူခဲ့ရတဲ့လူတွေ အဲ့လူတွေအတွက်အရန်ကောင်းတယ်ဘလို့ကောင်းလဲဆိုတော့တင်ဆိုရင်ပူပန်တဲ့အရာတွေကဆိုရင်ပူပန်မှုကအချင်းနှီးဖြစ်သွားတယ်ဒီလားအဲတသက်မှတ်ပေါ့နော်ဒါဟိုကိုကိုတော့ကကိုရှာတယ်လို့ပဲဖြစ်ခဲ့တာတကယ်တမ်းလက်တွေ့မှာကြတော့တင်ထင်တယ်လို့မျိုးတင်ဟာဒီပွဲမှာဒီတိုက်ပွဲမှာတင်တာစာမွက်နဲ့ပတ်သက်တဲ့စာမွက်ပေါ့နော်ဒီတိုက်ပွဲမှာတင်ရှုံနိုင်သွားတာလည်းမဟုတ်ဘူးတင်ထင်တာထပ်ပို့ပြီးတော့ပေါ့နော်အာ ဖြစ်လာတယ်အကျိုးတရားတွေဖြစ်လာတယ်ကောင်းခြင်းတွေဖြစ်လာတယ်အဲ့လိုမျိုးလေးတွေ့ရတယ်အပညာကြီးနဲ့ပတ်သက်ပြီးတော့လေ့လာနေတဲ့သူတွေမိကအရန်လင်းလင်းတော့ဘာလို့ပါလဲဟုတ်ပြီနောက်တစ်ခုကစီးပွားရေးနဲ့ပတ်သက်ပြီးတော့အကျိုးမျှော်လင့်နေတဲ့သူတွေ စီးပွားရေးအဟောင်းတစ်ခုကိုပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းလုပ်နေတဲ့စီးပွားရေးလုပ်ငန်းအဟောင်းမှာသင်ရင်းနှီးမြှုပ်နှံထားတာတွေရှိသလားရှိရဲ့ဆိုလည်းဖြစ်တယ်နော်သင်ရင်းနှီးမြှုပ်နှံထားရရှိရဲ့ဆိုလို့ရှိရင်လည်းမကြခင်မှာအနည်းဆုံးအနာဂတ်မှာဟောပါပေါ့အမြတ်ဆုံးနေရတော့မယ်အမြတ်စားရတော့မယ်ပြောစင်လာတော့သင်စိုက်ပျိုးသမျှပေါ့နော်သင်ချိန်သိမ်းရတော့မယ်အချိန်နေအချိန်ဝင်ရောက်ပြီး ်တင်အများကြီးစိုက်ပျိုးခဲ့တယ်အဲ့ဒီကနေပန်းနေခူးမယ်ဟာအတိတွေခူးမယ်เนาะစသဖြင့်တင့်အတွက်ပေါ့เนาะဖူလုံနဲ့လုံလောက်တဲ့ဒီစိုက်ခင်းကြီးကနာစီဝါရေးရပြောမယ်ဆိုဒီစိုက်ခင်းကြီးကတင့်အတွက်ဖူလုံပြည့်စုံတဲ့အရာတွေပြန်ပြီးတော့ပေးမယ်เนาะအတိစိုက်တဲ့စိုက်ခင်းရလူဆိုလို့ရှိရင်လည်းတင့်ရဲ့တီးနှံတွေကအောင်မြင်ဖြစ်ထုံးမယ်ဈေးကွက်ဝင်မယ်လှပမယ်เนาะ ပန်းမင်ဆိုင်တဲ့သူဆိုလို့ရှိရင်လည်းသဘောတရားအဲ့လိုပေါ့ဒါမှမဟုတ်ရှင်အလုံးနဲ့ပတ်သက်ပြီးတော့တင်စူးစမ်းထားတဲ့ဒီလုပ်ငန်းခွင်မှာအဲ့တော့လုပ်ငန်းခွင်ကပြန်လည်ပြီးတော့တင့်အောင်ချီးမြှင့်တဲ့စုလက်တွေအဲလုပ်ငန်းခွင်ကနေပြန်လည်ရရှိမဲ့ငွေကြေးအကျိုးမြတ်တွေအကုန်ရမယ်ပြီးတော့နမဲကောင်းနဲ့ထွက်မယ်ငွေကြေးနဲ့ပတ်သက်ပြီးဖြစ်စီအလုပ်ကံနဲ့ပတ်သက်ပြီးဖြစ်စီနမဲကောင်းထွက်မယ်ငွေကြေးအလုံးရင်းရနိုင်တဲ့ ငွေကြေးနဲ့ပတ်သက်တဲ့အကျိုးများဆိုတော့ချက်ထီပေါက်တဲ့ကန်ဆမ်းမဲ့ပေါက်တာတွေပါထည့်ပြောလို့ရတယ်နော်တတိလေးမဟုတ်ဘူးတတိလေးလောက်နဲ့တော့ဒါစကားမပြောဘူးပေါ့နော်ဒီမှာမြင်ရတလို့ဆိုလို့ရှင်တော့ပေါက်ရင်တော့ជីជីမမပေါက်လိမ့်မယ်ជីជីပေါက်လိမ့်မယ်ပေါ့နော်ဘာလို့လဲဆိုတော့သဘောတရားကဒီမှာငွေကအလုံးကြီးဝင်ကင်းရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုအနေနဲ့ပေါက်ရင်လည်းကန်ဆမ်းမဲ့ပေါက်တယ်ဆိုလည်းမြင်များဆက်စားပေါက်မယ်တစ်ချိန်မှာ ဒီငွေကြေးနဲ့ပြန်လဲလဲလဲဖို့အတွက်ဟိုဖြစ်စီရယ်ဟောပေါ့နော်တမိုးကြီးငွေထုံးငွေထဲလိုက်ဖြစ်စီတဲ့ကိစ္စမျိုးလေးတွေဖြစ်လာဖို့ရှိတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့တတော့အာဖိုင်တူမှာနှစ်မျိုးဖြစ်နိုင်တယ်เนาะပညာရက်နဲ့လိုက်စားနေရတဲ့သူတွေဆိုပညာရက်နဲ့ပတ်သက်ပြီးအကျိုးကျေးဇူးအဲငွေကြေးပေါ်မှာအယုံစိုက်ထားတဲ့သူတွေဆိုရင်ငွေကြေးအလုံးနဲ့ပတ်သက်တဲ့အကျိုးကျေးဇူးရရှိလာဖို့ရှိတယ် ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ fine 3လေးတွေကြခင်ရရှိလာတော့မယ်အကျိုးများကဘာဖြစ်မလဲ မကြာခင်ရရှိလာတော့မယ့်အကျိုးမြတ် relationship relationship အော် relationship လို့ပြောရင်ဒီမှာမြင်ရသလောက်ဆိုတော့ငွေချင်းပိုင်းတော့မပါ friendship ပိုင်းမပါ relationship မှာမိသားစု family or ဟာပေါ့ love ပေါ့နော်အခြေအသုံးမဟုတ်မိသားစုဒါကဘာလို့ဆိုတော့တချို့ကကြတော့အခြေအပိုင်းမရှိဘူးနော် အခြေပိုင်မရှိတဲ့သူတွေကြောင့်မိသားစုနဲ့ပတ်သက်တယ်ပေါ့နော်ကိစ္စလေးတွေ Queen of Pentacles တဲ့မိသားစုနဲ့ပတ်သက်ပြီးတချို့ကလေဒီလားဟိုပေါ့နော်ဘယ်လိုပြောမလဲဆိုလို့ချိုးကိစ္စလေးတွေကိုညှိနှိုင်းလို့မရတာတွေရှိမိသားစုနဲ့ပတ်သက်ပြီးမိသားစုရေးရနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးကိုနဲ့နဲ့စိတ်တက်ကြခဲ့ရတာလေးတွေကိုလိုချင်တဲ့ပုံစံမျိုးလေးရတမျိုးပေါ့နော်မိသားစုကကိုယ့်ကိုဖြစ်စေချင်တဲ့ပုံစံအတမျိုးဆိုပြီးတော့ ခေါင်းခေါင်းလိုက်ဆိုင်ကြပြီးတော့ဟွာဖြစ်တာပေါ့နော်နည်းနည်းစိတ်တက်ကြနေခဲ့ရတဲ့အခြေအနေလေးတွေမျိုးရှိတယ်ကိုကဟိုဘယ်လိုပြောမလဲဆိုရင်ကိုကလေကိုကိုတိုင်ကကိုမလှုပ်ရှားခဲ့တဲ့ကိစ္စတွေရှိတယ်မလှုပ်ရှားခဲ့ဘူးဆိုတာဘယ်လိုမျိုးလဲဆိုတော့မိသားစုကဟိုဟာလောက်ပါလားဒီဟာလောက်ပါလားဆိုတော့လက်ညှိုးထိုးပြီးတော့အကြံပေးတဲ့ကိစ္စတွေရှိတယ်ဒါပေမဲ့အဲ့ဒီမိသားစုကအကြံပေးတဲ့ကိစ္စကကိုလှုပ်ချင်တဲ့အရာမဟုတ်ဘူးကိုအာဆန္ဒရှိတဲ့အရာမဟုတ်ဘူး ကိုလိုချင်တဲ့ပုံစံမဟုတ်ဘူးเนาะအဲ့တော့ကြောင့်မလို့ကိုသည်အအစင်မပြေဘူးပေါ့เนาะစိတ်အစင်မပြေဘူးတိတာအဲသူတို့ကိုရှင်းပြမယ်ပြောပြမယ်အချက်လက်နဲ့အာချပြမယ်ဆိုလို့ရှိရင်တော့သူတို့လက်မခံတဲ့အတွက်ကြောင့်အကိုနေနေပေါ့နော်ဟိုချိုးကိစ္စတွေမှာကိုကိုကိစ္စပေါ့နော်သူတို့ကိစ္စမဟုတ်ကိုကိစ္စကိုကိုဆက်ပြီးတော့မလုပ်ဖြစ်ဘူးသူတို့နဲ့အဲ့လိုညှိနှိုင်းလို့မရလို့ကိုပြောပြလို့ သူတို့နားမလဲဘူးပေါ့နော်နားမလဲတဲ့အတွက်ကြောင့်သူတို့လမ်းညွန်နဲ့လမ်းကြောင်းလဲကိုကမလုပ်ချင်ဘူးကိုလိုချင်တဲ့ပုံစံလည်းမရအောင်အဲ့မှာတင်တလစ်တလစ်ဖြစ်နေတာပေါ့နော်ကိုကိစ္စကိုလိုရမယ့်ကိစ္စတလန်တလန်ဖြစ်နေပြီးတော့ရှေ့ဆက်မရဘူးစိတ်တိုင်းမကြဘူးနေရတာအဲ့လိုကိစ္စတွေပြည်လည်သွားဖို့ရှိတယ်ပြောမှာဆိုကိုရစိတ်ခံစားချက်အတိုင်းကိုလုပ်ဖို့အတွက် ကန်ညမာကပါမစ်ပေးလိုက်တယ်လို့ပြောလို့ရတယ်เนาะဗီဇာ free ဖြစ်သွားတာပေါ့ကိုစိတ်ခံစားချက်အတိုင်းကိုလုတ်ဖို့အတွက် free ဖြစ်သွားတာပါမစ်ရသွားတာမဟုတ်လို့ရှိရင်ကိုကမိသားစုကိုစိတ်တူရတာဖြစ်စီမိသားစုဝင်တွေကကိုကိုအစိတ်တူနေရတာဖြစ်စီတခုမဟုတ်တခုပေါ့နော်အဲ့လိုခံစားနေရတယ် ဘယ်လိုလဲဆိုတော့ခုနလိုပေါ့ဟိုသူတို့ကလည်းသူတို့ဖြစ်စေချင်တဲ့ပုံစံပြောကိုကသူတို့ကိုစိတ်တူနေရတယ်နော်နောက်တစ်ခါကိုဖြစ်စေကိုဖြစ်ချင်တဲ့ပုံစံတိုင်းလုပ်မယ်ဆိုတော့လည်းသူတို့ကကိုကိုပြန်ပြီးတော့စိတ်ခူးတယ်စိတ်ဆိုးတယ်ဒေါသထွက်နေတယ်သူတို့ရဲ့ဟိုကိုကပေါ့နော်မိသားစုဝင်တွေရဲ့မျက်နှာကိုပြန်ပြီးတော့ကြည့်နေရတယ်ပေါ့နော်ကြည့်နေရတယ်ကြောက်နေရတယ်ကြည့်နေရတယ်ယုံနေမဟုတ်ဘူးကြောက်နေရတယ်အဲ့လိုအခြေအနေတွေအဲ့ဒါတွေကဘာဖြစ်နိုင်လဲဆိုတော့ပြန်လဲပြီးတော့ညှိနှိုင်းပြီးတော့ပေါ့နော်အဆင်ပြေသွားဖို့ရှိတယ် ကျိုးဆိုလို့ရှင်မိသားစုအတွင်းမှာခရောက်ခရပေါ့နော်ကိစ္စတွေကြုံနေလိမ့်မယ်ခရောက်ခရကိစ္စဆိုတာဘယ်လိုမျိုးလဲဆိုကိုမိသားစုဝယ်အချင်းချင်းမတည့်တာမဟုတ်ဘူးတချို့ကကြတော့နော်မတည့်တာမဟုတ်ဘူးဒါပေမဲ့ပြင်ပလာတဲ့အန္တရာယ်တွေပေါ့ပြင်မလာပြင်မကနေပြီးတော့မိသားစုတွေကိုယူဆောင်လာတဲ့အန္တရာယ်တွေအဲ့ဒီအန္တရာယ်တွေအဲ့လိုအထင်မြင်လွဲမှားမှုတွေအဲ့လိုပူလောင်မှုတွေကမိသားစုအတွင်းမှာလာပြီးတော့အာ စကားပြောစရာတွေရီဒါပြောစင်တဲ့အဓိပ္ပာယ်သဘောပေါက်တယ်ထင်တယ်မိသားစုဝင်အချင်းချင်းကိုယ့်ရဲ့မိသားစုဝင်အချင်းချင်းတယောက်နဲ့တယောက်မတည့်ကြတာမဟုတ်ဘူးမူလအတည့်တယ်ဒါမှမဟုတ်အဲ့လိုပတ်ဝန်းကျင်ကအပြင်းကပေါ့နော်ဒီအတိုင်းဝိုင်းရဲ့အပြင်းကနေပြီးတော့အပူအပူတချို့ကမိသားစုတွေကိုရောက်လာတယ်ရောက်လာပြီးတော့မိသားစုဝင်အချင်းချင်းစကားပြောစရာတွေဖြစ်လာတယ်အမနင့်အောင်ပေါ့နော်သူနဲ့ပတ်သက်ပြီးအဲ့လိုမလုပ်နိုင်လို့ငါပြောရမှလားနော်အခုတော့ဖြစ်ပြီးမှလားအစသဖြင့်ပေါ့နော်အဲ့လို ိသားစုဝင်အချင်းချင်းမတည့်တာမဟုတ်ဘူးအဲ့လိုစေတနာဒေါသနဲ့ပတ်သက်တဲ့ကိစ္စမျိုးလေးတွေပြောရတာပေါ့နော်အဲ့လိုပြောရတဲ့ကိစ္စတွေရှိခဲ့လိမ့်မယ်အရှိတဲ့ကိစ္စတွေအဆင်ပြေသွားဖို့ရှိတယ်ပြန်လဲပြီးတော့နော်ကိုယ့်အနယ်ကိုတရားနဲ့တရားညှိနှိုင်းပြီးတော့အဆင်ပြေသွားဖို့ရှိတယ်အဲ့လိုမျိုးတွေ့ရတယ်ဒါတစ်ချက်နောက်ချက်ခုန relationship နဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့အဆင်ပြေလာဖို့ရှိတယ်နော်အာစမ်းပွန်းလာဖို့ရှိတယ်နော် ပြောမယ်ဆိုစုပ်ကောလက်ကောဝင်ကင်းရှိရလို့ပြောရတော့ပုံမှန်တာပေါ့နော်လက်လာပါလဲပွင့်နေဆိုရင်ဆန်လည်းပွင့်နေပေါ့အများသောအားဖြင့်ဒီပီရနဲ့အဲစုပ်နဲ့ကဆန်းနေရတခါတည်းပွင့်တာရှားတယ်ဟမ်လူတော်တော်များများကဥမာဆန်းထပြီဆိုလို့ရှိရင်ပီရပွင့်နေဆိုလို့ရှိရင်ပေါ့နော်အဲ့လိုအချိန်မှစာကောင်းတယ်အော်ကိုယ်သဘောကျတဲ့သူတွေများလာတယ်အဲ့လိုမျိုးဖြစ်တယ်ဆိုရင်စီးပွားရေးမကောင်းတော့ လူတော်တော်များများလေအကယ်၍ချို့ကစီးပွားရေးရန်ကောင်းနေပြီဆိုလို့ရှင်ကိုယ့်ကိုသဘောကျတဲ့လူတို့နော်အချီးအချီးရာအရာနော်သဘောကျတဲ့လူနှစ်သက်တဲ့သူမရှိဘူးတနှစ်ခုတည်းရတစ်ခုများတော့အဖြစ်လူတော်တော်များများအဲ့လိုမျိုးပဲပြည့်စုံကြတာများတယ်စီးပွားရေးကောင်းနေပြီပတ်စံနေရမ်းရှာနေပြီဆိုရင်ချစ်သူမရှိတတ်တော့ဘူးနော်နောက်အချို့လက်ကိုလိုက်မဲ့သူမရှိတော့တာတို့ကိုကကိုကသဘောကျမဲ့သူမတွေ့တော့ဘူးတို့အဲ့လိုဖြစ်တတ်တယ်အဒီမှာကျတော့အဲ့လိုမဟုတ်ဖိုင်သရီးတွေ ਆ ်စုပ်ကောလက်ကောဖွင့်လာဖို့ရှိတယ်။ဒါပြပြောချင်တာအဲ့လိုနော်။ဆန်အားကောင်းရင်ကိုယ်ကိုသဘောကျတဲ့သူအဲတစ်ဖက်သက်နှစ်တက်တဲ့သူပေါ်ကိုပေါ်လာတယ်ပေါ့နော်။အဲ့လိုမျိုးလေးတွေ့ရတယ်။အဲ့တော့မိသားစုနဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်နော် love ပေါ့နော်။အချီ love life မှာဖြစ်ဖြစ်အဲပို့ပြီးတော့ အောင်မြင်လာဖို့ရှိတယ်ဆိုတာမျိုးတွေ့ရပါတယ်နော်။ဒါဆိုလို့ရှိရင်ဒါ Pin 3လေးတွေမကြခင်မှာရရှိလာတော့မယ်အကျိုးအမြတ်ဖြစ်ပါတယ်နော်။ Pin 3က family ဘိုင်းမှာသို့မဟုတ် relationship ဘိုင်းမှာရရှိလာမယ့်အကျိုးအမြတ်ဖြစ်ပါတယ်။